အနေဆက်တဲ့နေရာမပန်မွေးနေအမွေးနေမှာမပန်ကားရရမယ်ယောက်ျားမနဲ့ကမေးတဲ့အဲသွားကန်နေကိုမိမားတဲ့21နေ့ကိုဘာလုပ်ချင်လဲအဲဘာဖိုက်သွားချင်လဲဘာစားချင်လဲဘယ်သူတွေကိုကြွေးချင်လဲဖီဖီကားရရမှာနေပလိစီတော့မမမစီစဉ်နေတော့လို့မမီအားမမဟုတ်ဘူးလို့အဲကိုကတော့စိတ်ကောင်းပြန်နေမိမားယောက်ျားလိုဘာမှမပူနဲ့မိမအိုင်၂၁ရက်နေ့မွေးနေ့အတွက်လှူဖို့လုပ်ပြီးပြီ။ဟုတ်တယ်မဟာသမယတုတ်လေးလေ။ ဆိုတော့အရင်တော့ကတော့လက်ကမ်းလေးပေါ့နော်လက်တဝါးစာလောက်ကလေးပေါ့မပန်အဲ့လိုခောက်လိုက်လို့ရှိရင်လက်တဝါးစာလောက်ကလေးမဟာသမယတုံလေးဒါပေမဲ့အခုကမမဘာဖြစ်လာလဲဆိုတော့ကိုကိုယ်တိုင်အသက်40ကျော်လာတော့မျက်စိမုံလာအနီးမုံလာပေါ့အနီးမုံလာတဲ့အခါကျတော့မမရဲ့အဲ့ဒီစာရွက်ကလေးကိုပဲကိုကသားကိုအဲကြည့်ပြီးမှရွတ်တဲ့အချိန်ပေါ့နည်းနည်းလေးအဲအဲဒီလောက်လောက်အဲအဲ့လိုကြည့်ရတာအော် ဟိုချင်းစာကြည့်ရလေဟဲ့လူကြီးတွေဆိုငါရဲ့စက်လုံးတွေကိုဒါလေးကိုလှူတဲ့ဟာလေဒါလေးတို့တို့မြင်မှာမဟုတ်ဘူးမျက်မှန်ပါမှမြင်တော့မှာဆိုမမအခုဆိုလို့ရှိရင် site ကြီးလိုက်တယ်အဲ site ကြီးလိုက်တယ်အမ်လေးလက်မလေးလက်မကျော်ငါးလက်မပေါ့ဒီလောက်လောက်သွားမှာပေါ့ဒီလောက်လောက်ဟာလေးမမအခုဝင်းနေမှာမမတထောင်ရိုက်တာအဲ့ဟာလေးလှူမယ်မမဥမာ shooting ပဲချိန်ပြီးပြီးပေါ့ shooting တို့ကမမဝင်းနေရှိလို့အမ်ဆိုမျိုးမမမလုပ်ချင်အလုပ်ကိုအရေးကြီးတယ်မမ အမ်အလုပ်ကိုဦးစားပေးမယ်ပေါ့ပြီးမှညကြမှာဖြစ်ဖြစ်အမရှင်ဘုရားပေါ့ဖြစ်ဖြစ်အတခုခုပေါ့ဘုရားတွေမှာမမအလိုအဲ့နေ့လေးတော့လိုက်ပြီးတော့လိုက်ကျင်မယ်ပေါ့စဉ်းစားထားတူကျင်တာလေးပေါ့တော့အဲ့ဒါနဲ့ပီတိဖြစ်နေပြီမွေးနေ့ကိုဖြတ်ပီတိဖြစ်